အားလုံးမင်္ဂလာပါ access blog အနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့အာဒီကျွန်တော် linux နဲ့ပတ်သက်ပြီးတော့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ user management ဘယ်လိုလုပ်ရမလဲသူ့မှာဘာတွေပါဝင်လဲ file system တွေကဘယ်လိုရှိလဲဆိုတာကိုကျွန်တော် video ဒီ video လေးမှာပြပြပေးတော့မှာတဲ့ကြောင့်မို့လို့သုံးပြီးရှုတာပါအောင်နော် ျွန်တော်အခုလက်ရှိတုံးပြသွားမယ်ဒီ OS ကတော့အာ Linux ရဲ့ဒီ distro တစ်ခုဖြစ်တဲ့ဒီ Ubuntu OS ပေါ့နော်ဆိုတော့သူ့ရဲ့ဒီအာ OS ကတော့ Linux မှာ OS ကအနိုင်ရှိတယ် Sun OS Ubuntu Debian အဲ့လိုမျိုးပေါ့နော်ဆိုတော့ OS ကအနိုင်ရှိတယ်သို့တော်လည်းအာ command ပုံစံတွေကတော့တပုံစံတွေပဲဒီပုံစံကိုခြေခံပြောပဲသွားတယ်ဆိုတော့အဲ့ပုံမှန်မှာကျွန်တော်ဒီ ူရဲ့ disorder တခုပြတဲ့ဒီ Ubuntu OS ကနေပြီးတော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့သူ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ terminal အခုဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ဒါအသူ့ရဲ့ဒီ home page ပေါ့နော် home page ဆိုတော့ကျွန်တော်တို့မှာဒီအာ activities ကိုနှိပ်လိုက်လို့ရှိလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဒီ Android တို့လိုမျိုးမှာလိုမျိုးသူက recent bar ပုံစံမျိုးပေါ့နော်သူကပြန်ယူအာ key in လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်း အာ page တွေပေါ့နော်ဒါကိုကျွန်တော်ဖွင့်လာတာတစ်ခုပဲရှိတယ်လို့ပေါ့နော်ကျွန်တော်ခုပုံဖွင့်လာလိုက်မယ်ဆိုလို့ရှိလို့ရှင်ကျွန်တော်ဒီမှာ activity ပါတယ်ပွားလိုက်လို့ရှိရင်အာ not activity ပါမှာဘာလို့လုပ်ရလဲဆိုတော့သူကရွေးချယ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုလက်ဒီဟာတွေကျွန်တော်မပြနေခင်မှာပုံမှန်ဆိုလို့ရှိလို့ရှင်ပေါ့နော်ဒီဒီကောင် open tour တော့ဒါကျွန်တော် GUI base အာ CMD base လည်းရှိရပေါ့နော်ဆိုတော့ command ကြတော့သူကဒီလိုမျိုး interface တွေမပါဘူးကျွန်တော်ဒီအခုလက်ရှိအာ project မှာတုံးနေတာဆိုလို့ရှိရင်အာ node page command line တွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဘာဘာ GUI မှမပါဘူးဆိုတော့အာ CMD base ကကြတော့ခုနပြောလို့ကျွန်တော်အခုဒီမှာဒီ terminal ပေါ့နော်ဆိုတော့ window မှာလိုမျိုးပဲသူကလည်း terminal ဆိုတာရှိရဲ့ဆိုတော့ဒီ terminal ထဲမှာတွားပြီးတော့ရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒီ plain page တစ်ခုဒီလိုပုံစံမျိုးလေးပဲမြင်ရမှာပေါ့နော်ဆိုတော့ ဆိုခင်ကျွန်တော်အဲ့မှာမှာသူက Linux Linux မှာဆိုလို့ရှိလို့ရှင်သူက file system တွေရှိရဲ့ဆိုတော့သူက file system တွေကကျွန်တော်ဒီမှာကျွန်တော် home page မှာဘာတွေရှိလဲဆိုတော့သိချင်လို့ရှင်ကျွန်တော်ကဒီဒီ window မှာလိုမျိုးပဲကျွန်တော်က list လုပ်လို့ရပါတော့เนาะဆိုတော့သူရဲ့ command ကကြာတော့ ls -l ပေါ့เนาะဆိုတော့အဲ့ဒါနဲ့ကျွန်တော်က list လုပ်ချလိုက်မယ်ဆိုလို့ရှိလို့ရှင်ဒီမှာကျွန်တော်တို့မြင်နေရတာကတော့ desktop ရှိမယ် document ရှိမယ် download ရှိမယ် music ရှိမယ်ပေါ့เนาะဆိုတော့အဲ့ဒီမှာမှကျွန်တော်တို့ကအာ အခုလက်ရှိကျွန်တော်တို့မြင်နေရတဲ့ဒီဒီဟာဒီ page ရှိတဲ့ကိုလောက desktop ပေါ့နော်ဆိုတော့ကျွန်တော် desktop ကိုတွားပြီးတော့ desktop ကို desktop ဒါလို့ကျွန်တော် cd ထဲကိုတွားလိုက်မယ်ဆိုလို့ရှင်ဒါကတော့ဟို cd ဆက် command ကကြတော့သူက directory ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့မှာဆိုလို့ရှင် file နေဆိုလို့ရှင် double click နှိပ်ပြီးတော့ဝင်လိုက်တဲ့ပုံစံမျိုးသူက cd နဲ့တွားတွားရတယ် ဆိုတော့အဲ့ဒီ cd command နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကဒီ desktop ရဲ့ page တွေကိုရောက်သွားပြီအဲ့မှာကျွန်တော် ls လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူ့မှာကျွန်တော်ရဲ့ဒီဒီ home page မှာရှိရဟာပေါ့နော်ဆိုတော့ဒီမှာကျွန်တော် sudo wa ဆိုတဲ့ file လေးဒီမှာရှိရဆိုတော့လက်ရှိမှာမြင်နေရပါပေါ့နော်ဆိုတော့အဲ့မှာမှကျွန်တော်ကဒီမှာအာကျွန်တော် file တစ်ခုလုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ထပ်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ SSS ဆိုတဲ့ file တစ်ဖိုင်ကျွန်တော် desktop ပေါ်ရောက်လာမှာဖြစ်ပါတယ် ဆိုတော့မမြင်ရဘူးเนาะဆိုတော့ကျွန်တော်ဒါလေးဖြတ်လိုက်မယ် move to trash okay ဆိုတော့ကျွန်တော်အခုလုတ်ပြတ်သွားမှာကျန်တဲ့ဟာတွေမဟုတ်သေးဘူးဆိုတော့ linux ကပြောမယ်ဆိုလို့ရှိရင်တော့အရှိရပဲပေါ့เนาะဆိုတော့ file system လေး back ကိုကျွန်တော်မသွားသေးဘူးကျွန်တော် user back ကိုပဲကျွန်တော်လှည့်အောင်မယ်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်အခု user management ကိုဘယ်လိုလုပ်ရမလဲဆိုတော့အခုကျွန်တော်ဒီ video မှာအဓိကထားပြီးတော့လုတ်ပြတ်ပေးသွားမှာဖြစ်ပါတယ် စောက်ဆုံးအနေနဲ့ကျွန်တော်တို့ user app လုတ်ချင်းနဲ့ကျွန်တော်စတင်มาဖြစ်ပါတယ်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲလင်းလင်းဆက် user ကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ဆိုလို့ရှိရင်ဆိုတော့ linux ရဲ့ဒီ user user base ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရှင်သူ့ရဲ့ဒီ user တွေသူကဘယ်မှာတင်ထားလဲဆိုရင်ရှင်ကျွန်တော်တို့ကဒီအာ etc အောက်မှာရှိရဲ့ ဆိုတော့ကျွန်တော်တို့မယ်ဆိုလို့ရှိရင်မှဒါ user နဲ့ပတ်သက် list တွေဒီ etc အောက်မှာရှိရပြီးကျွန်တော်တို့အာ password တွေ network တွေ etc ဆိုတော့အဓိကတော့သူ့ရဲ့ folder ပေါ့နော်ဆိုတော့ကျွန်တော်တို့မှဆိုရင်ဒီ window မှာဆိုလို့ရှိရင်ကျွန်တော်တင်နာမင်တာရှိအောင်ပြောမယ်ဆိုရင် window မှာဆိုလို့ရှိရင် document တို့ video တို့အဲ့လိုပုံစံမျိုးပဲသူက etc မှာဆိုလို့ရှိရင်သူအဓိကဒီ network နဲ့ဆိုင်တဲ့ဟာတွေအာပြီးတော့ web နဲ့ဆိုင်တဲ့ဟာတွေ သူအကောင်လုံးတော်တော်များများဒီမှာ save တာပဲပေါ့နော်ဆိုတော့ဒီ user list ကိုမှာထားပါကျွန်တော်တို့ user ဘက်ကိုပြန်လှည့်မယ်ဆိုရင် user ဘယ်နှစ်ယောက်ရှိလဲဘယ်လို save ဘယ်နှစ်ယောက်ဒီမှာ save တာလဲဆိုတော့ကျွန်တော်ကြည့်ချင်းလို့ရှိလို့ရှိရင်တော့ကျွန်တော်က pass pass အာ password ဆိုရဲဒီ PSSWD ကိုတွားပြီးတော့ကျွန်တော်ကအဲ get command နဲ့ဖတ်ရတာပေါ့နော်ဆိုတော့အဲ့မှာဆိုလို့ရှိရင် ျွန်တော်တို့ရဲ့ user list ကြီးကျလာပါတော့เนาะဆိုတော့ဒီမှာဆိုလို့ရှိရင်မှာဒါဒီကျွန်တော်တို့ရဲ့လက်ရှိမြင်နေရတဲ့ဟာအဲ how many user ပေါ့เนาะ user ဘယ်နှယောက်ရှိလဲဆိုတာကိုကျွန်တော်ဟိုကကျွန်တော် list နဲ့ကြည့်ရတာဖြစ်ပါတယ်ဆိုတော့ဆိုတော့အဲ့မှာမှာကျွန်တော်တို့ကဒီကျွန်တော်ဒီမှာမှာကျွန်တော်မြင်မြင်နေရတဲ့အတိုင်းပေါ့เนาะဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ user ကျွန်တော်ကျွန်တော်နာမည်နဲ့ကျွန်တော် account တစ်ခုလုပ်ထားတယ်ဆိုတော့ first thing first ကျွန်တော်ဒီ account ကိုဘယ်လို add လုပ်လဲ ဆိုတော့ account တစ်ခုကျွန်တော်ဘယ်လို create လုပ်လဲဆိုတော့အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ user app ဆိုလို့ရှိရင်သူ့ရဲ့ comment က user app comment ဖြစ်ပြီးတော့မှာထားပါတော့ဒီ follow ကိုထည့်ခြင်းတဲ့နာမည်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါကိုထည့်လိုက်မယ်ဆိုတော့1လို့ထည့်လိုက်မယ် permission deny อ๋อโอเคကျွန်တော်ကအရင်ဆုံးပေါ့เนาะတัว Linux မှာဆိုလို့ရှိရင်ဒီကျွန်တော် Windows မှာဆိုလို့ရှိရင် administrator ရှိရမလို့မျိုးပဲ Linux မှာလည်း administrator လိုအပ်တယ်ပေါ့နော်ဆိုတော့ဆိုတော့ तू လက်ရှိကျွန်တော်ရဲ့ဒီလက်ရှိအခြေမှမြင်နေရတာကျွန်တော်နာမည်နဲ့ပေါ့နော်ဆိုတော့လောကကျွန်တော်ရဲ့ကျွန်တော်မှာဒီ rights ကမရှိသေးဘူးကျွန်တော်ဒီ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 ဟာကို default system တစ်ခုလုံး edit လုပ်ဖို့အတွက်ကျွန်တော်မှာဒီကျွန်တော်နာမည်ကအလောက်ဒီဒီ privilege မရှိသေးဘူး privilege မရှိတဲ့အခါကျတော့ကျွန်တော်ကဒီသူ့ရဲ့ privilege ကိုကျွန်တော်ကယူရမှာပေါ့နော်ဆိုတော့ administrator right ကိုကျွန်တော်ယူပြီးတော့မှ define ကို edit လုပ်ရမှာဖြစ်ပါတယ် ဆိုတော့ administrator right ကိုဘယ်လိုယူလဲဟိုကြည့်မယ် sudo ဆိုတော့ okay ကျွန်တော် password တောင်းနေဆိုတော့ကျွန်တော် password ရိုက်ထည့်လိုက်မယ်အဲဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အမှားပြန်ပြီးတော့ cat etc ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ကျော်ဆွဲ user app ပေါ့နော် user name လေးကို add လုပ်ပြီးဖြစ်ပါတယ်ဆိုတော့အဲ့မှာမှ user remove ဘယ်လိုလုပ်လဲ user del kyaw ဟောကျွန်တော်ရှုပ်သွားမှာဆိုရင်ကျွန်တော်ပြန်ကြည့်မယ် ဒါကျွန်တော်နာမည်မရှိရောပေါ့နော်ဆိုဒီနေ့ကတော့ကျွန်တော်တို့ဒါ user add နဲ့ remove ကိုဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားဖြစ်ပါတယ်ဆိုအဲ့မှာကျွန်တော်တို့ဒီ user account creation ပြီးရချိန်မှာကျွန်တော်တို့ကဒီ user ရဲ့ဒီဒီ file ပေါ့နော် file ကိုကျွန်တော်တို့ကမှတ်ထားပါတော့ဒါဆိုကျွန်တော်ဒီတလိုင်းချင်းကြီးကိုထိုင်ကြည့်နေဆိုခဏရောက်မှမသိဘူးလေဆိုတော့အဲ့ဒါကိုကျွန်တော်ဂျင်းကျုပ်ဘလို့ account လောက်ရလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် ဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုတော့ဆိုတော့ကျွန်တော်တို့ကဒီခုန user list ပေါ့နော်ဆိုတော့ခုနဒီ user list တွေကိုကျွန်တော်တို့ကအာ user list တွေကအများကြီးရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာကြီးကိုကျွန်တော်ကောက်မလုပ်ချင်ဘူးတခုချင်းထိုင်ကောက်လို့မပြီးတော့ဘူး ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကလွယ်နည်းဘလို့ကောင်းလောက်ရလဲဆိုတော့ကျွန်တော်တို့က etc command နဲ့ပဲ cd command နဲ့ပဲ etc ဆိုတော့ကျွန်တော်အဲ့ဒါ pipe လုပ်လိုက်မယ် pipe ပြီးရင် wc ဆိုတာသူက work count ပြီးရင် dash l list လုပ်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော် list လုပ်ချလိုက်မယ်ဘယ်နှခုရှိလဲဆိုတာကိုဆိုတော့အတနေလိုက်မယ်ဆိုရင်ဒါဆို total အားလုံးပေါင်း49ပေါ့နော်ဆိုတော့အားလုံးပေါင်း49 line ရှိတဲ့အတွက်ကြောင့်မလို့ဒါဒီ49 user လို့ကျွန်တော်ပြောလို့ရတယ်